မင်္ဂလာပါရှင်ယူနီဖာမာစေးဆိုင်လေးကိုဒီနေ့ချင်းမိုက်မှာလာရောက်ပြီးတော့ဖွင့်လှစ်တာပဲဖြစ်ပါတယ်။ Hello မင်္ဂလာပါခင်ဗျာကျွန်တော်တို့ယူနီဖာမာချင်းမိုက် branch ကနေကြိုဆိုပါတယ်ခင်ဗျာဒါကတော့ကျွန်တော်တို့ထိုင်းနိုင်ငံမှာချင်းမိုက်မြို့မှာပထမဆုံးဖွင့်တဲ့မြန်မာစေးဆိုင်ဖြစ်ပါတယ်ခင်ဗျာဒီမှာလာရတဲ့အကြောင်းရင်းကစိုင်းနာမေကယူနီဖာမာပေါ့နော်အဲယူနီဖောင်းမှာစေးဆိုင်လေးရတော့ဘန်ကောက်မှာဆိုရင်ပတူနမ်းမှာဒီဇိုင်းရက်ကဟမ်းမှာဒီဇိုင်းရှိပါတယ်ဒီချင်းမှန်ရတော့တတရမြောက်အဆိုင်လေးဖြစ်ပါတယ် ်ရေးရှင်းခဲ့မှာနော် thank you ပါဆိုဒီစေးဆိုင်တွေရတယ် local sign လေးတော်များနေတယ်ဆိုတော့ဘလိုရွယ်ချက်နဲ့ဖွင့်ဖြစ်တာလဲပေါ့နော်ဒီ local sign တွေထားထဲမှာဒီမှာ sign တွေ sign တွေပေါ့နော်အဲ့ကိုရဲ့ purpose ပေါ့နော်ဟုတ်ကဲ့ဟုတ်ကဲ့ပါအဓိကတော့ကျွန်တော်တို့ဒီချင်းမိုင်အဲချင်းမိုင်ရေလို့မဟုတ်ဘူးပေါ့နော်ဒီထိုင်းနိုင်ငံမှာဘန်ကောက်မှာရောဒီထိုင်းနိုင်ငံတစ်ခုလုံးမှာ မြန်မာလူကြီးတွေကလည်းတော်တော်များလာပြီအဲကျွန်တော်တို့ပါဝင်မဲပေါ့နော်ဆိုတော့ဒီမှာနေရာလဲကျွန်တော်တို့15နှစ်တာလောက်ရှိပြီနောက်ကိုကိုတိုင်းကလည်းကျမကြီးနေပေတဲ့ကဆောင်းလျောက်ဖြစ်တယ်နောက်ကိုရဲ့ဒီဒီစီးဆန်ရတာလက်ရှိမှာဆိုရင်တော့ဒုတိယလုပ်ငန်းပေါ့ဆိုတော့ဥရင်ပထမလုပ်ငန်းကလည်းကိုမြန်မာနိုင်ငံက patient တွေကဒီဘန်ကောက်မှာဆေးလာကူးတဲ့ဟာနဲ့လုပ်ခဲ့တဲ့ဟာဆယ်စုနှစ်စုရှိပြီးတော့ကျွန်တော်တို့ဒီကျမကြီးနေနေပေတဲ့ဆက်ဆက်တဲ့ဟာတွေကိုဆက်လက်ပြီးတော့ချဲ့ထွင်ဖို့ဖြစ်လာတယ် တို့ထိုင်းနိုင်ငံရောက်နေတဲ့ဗမာပြည်သူဗမာပြည်သားအားလုံးကတို့စကားအားဖြင့်အဲဘာသာစကားအားဖြင့်အခက်အခဲတွေခက်တယ်အများအထူးအဖြစ်ဒီဆေးအခေါ်ပေါ့နော်ဆေးအခေါ်တွေတကယ်အခက်အခဲရှိပါတယ်အဲကြောင့်ဒီဆိုင်ကတော့အဲ့လိုအခက်အခဲရှိတဲ့ကျတို့အဲဗမာပြည်သူပြည်သားများအားလုံးအတွက်တကယ်အကျိုးရှိမဲ့ဆိုင်တကယ်ကူညီပေးနိုင်မဲ့ဆိုင်လို့ကျွန်တော်ယုံကြည်ပါတယ်နောက်တစ်ခုကကြတော့ဒီမှာနေတဲ့မြန်မာတွေထဲမှာဆိုကျွန်တော်တို့ဒီရွှေပြောင်းမြန်မာလေးတွေကအစား ီမှာနေတဲ့အဲဒီ elite level အထိပေါ့လေဘယ်သူမှဆိုတာရုပ်လက်အမျက်မျိုးစေးဆိုတာလို့ရပေါ့ဆိုတော့ကျွန်တော်တို့လည်းဒါကျမကြီးစောင့်ရှောက်မှုလုပ်ပြီးနေရဲ့လူတူအနေနဲ့မြန်မာနိုင်ငံသားချင်းချင်းမှာကိုယ့်ရဲ့လိုအပ်နေတဲ့ segment အကြီးတခုပေါ့ဆိုတော့ language barrier ရှိမယ်ကျွန်တော်တို့ design မှာဆိုရင်မြန်မာကလေးလေးကစကားပြောပြီးနိုင်တယ်ပြန်ပြီးနိုင်တယ်လုပ်ပြီးနိုင်တယ်အဲနောက်ဒီကျွန်တော်တို့နိုင်ငံ site မှာဆိုလို့ရှိရင်ဒီ Thai pharmacist တွေ Thai ဝန်ထမ်းတွေကလည်းဒါမြန်မာနဲ့ Thai က ဘာချာနီးဆက်တယ်ဆိုသူတို့တော့ quite used to ဖြစ်တယ်ပေါ့နော်ဆိုတော့အဲဒီမြန်မာထိုင်းနိုင်ငံနိုင်ငံကြီးမှာလဲကျမကြီးဆောင်းရှောင်းမှုတခုကိုကျမတို့လိုနေရက်ပေါ့ကဲလို့အဲဆေးဝါးလေးများလိုအပ်တယ်ဆိုလို့ရှိရင်ဆေးတိုင်းမှာလာရောက်ပြီးတော့အဝယ်ယူနိုင်ပါတယ်သို့မဟုတ်အဲအိမ်နိုင်ရာရောက်လဲပို့ဆောင်ပေးပါတယ်ရှင်ကျေးဇူးတင်ပါတယ်ဆိုတော့ဒီထိုင်းရဲ့အာကျမရေးဖာမစစ်တွေဆိုလဲဒါတော့အမတန်တော်ပါတယ်ကျမတို့ဒီဆိုင်နေမှာဆိုရင်လည်းသူတို့ကနေပြီးတော့ဦးဆောင်ပေးတယ် ်ငါကျွန်တော်တို့လိုအပ်နေတဲ့ language တို့ communication တို့ထပ်ဖြည့်ပေးလိုက်တဲ့အခါမှာပို့ပို့မို့အကြီးကတော့စားသုံးသူပေါ့ငွေသူ customer တွေအနေနဲ့ပို့ပြီးတော့ convenient ဖြစ်တဲ့ဟာတခုကိုကျွန်တော်တို့လိုအပ်မယ်ထင်လို့ဒါဖြည့်ဖို့လုပ်ပေးခဲ့တာပါဒုတိယမြို့တော်ဖြစ်တဲ့ချင်းမိုင်မှာတကယ်ကျွန်တော်တို့ဒီစေးဆိုင်ဖွင့်ရတဲ့အခွင့်အရေးကတော့မလွယ်ဘူးကျွန်တော်တို့ မှာရီးဝဲလည်းမဟုတ်ပါတော့ကျွန်တော်တို့ဒီမှာထိုင်းနေလည်းရှိရဲနောက်ထိုင်းနိုင်ငံကလည်း foreigner friendly နိုင်ငံ ဖြစ်တယ်ကျွန်တော်တို့ segment တွေမှာကျွန်တော်တို့ပါဝင်တဲ့ဒါ foreigner ပဲပေါ့လीထိုင်းနိုင်ငံမှာဆိုရင်ဆိုတော့ကျွန်တော်တို့ foreigner ရောဒီမြန်မာ segment တစ်ခုလည်းပါမယ် အင်္ဂလိပ်လိုပြောမယ်နော်ကိုကိုဂျူဂူဂျူဂူရီချင်းပါလို့ဟာဘန်ကောက်မှာလဲဆိုင်နေဆိုင်ဖွင့်ထားတယ်အခုတော့အောင်မြင်စွာပြီးချင်းမှန်မှန်လဲဖွင့်ထားတယ်လို့တာရွေးတာရွေးဒီထက်မကအောင်မြင်ပါစေလို့တခုခုဆေးလိုတာတွေပါတယ်ဆိုရင်ဒီနားမှာခုနကတ်တွေပေးထားတယ်ပြီးတော့ face ပေါ်မှာလဲကျင်ညာထားရှိရဲ့အဲ့အနေမှာလို့ရတယ်နော်လို့ဆိုတဲ့ဟာတတိကောင်းပြောကြပါတယ် congratulation ပါလို့ပြောကြပါတယ်နော်အားလုံးလာရောက်ပြီးတော့ ်အားပေးဖို့တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။ရောက်စီတန်းကိုကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ချင်းမိုင်မြို့မှာရောက်နေတဲ့မြန်မာလူမျိုးတွေအနေနဲ့တကယ်လို့ဆိုင်ကိုကိုတိုင်လာရောက်ပြီးတော့မှဝယ်ယူတာပဲဖြစ်ဖြစ်တကယ်လို့ line ပေါ်ကနေပဲ maybe ဝယ်ယူချင်တာပဲဖြစ်ဖြစ်ကျွန်တော်တို့ချင်းမိုင်ကနေပြီးတော့မှ uniform ချင်းမိုင်ဆိုတဲ့ branch လေးရှိနေပါတယ်ခင်ဗျာမျိုးပဲ challenge တွေကတောင်ပေါင်းဆုံးပါပဲမှန်တာပြောရင်အထိုင်းနိုင်ငံမှာဒါသူ့နိုင်ငံမှာလုပ်တယ်ဆိုရင်ဒါသူတို့နိုင်ငံဥပဒေ အမှတ်ချက်တွေထဲမှာကျမတို့အကုန်လုံးကိုကိုက်ညီအောင်လုပ်ရတယ်အဲဆေးတွေဆိုရင်လည်း FDA ရတဲ့ဆေးတွေနောက်ထိုင်းဆေးနိုင်ငံနိုင်ငံမှာ pharmacist တွေသာဒီဖြစ်ဓာတ်တွေအကုန်လုံးကိုကျမတို့တည်ချလေးလေ့လာရတယ်ပေါ့နော် light light နာရတယ်ပြီးတော့အဲကိုလူမျိုးတွေလည်း convenient ဖြစ်အောင်ပြီးတော့နိုင်ငံခြားသားတွေရောဘယ်လိုမျိုးလဲနောက်စတဲ့ဒီ time နိုင်ငံမှာဆေးဆိုင်ရလည်းအမတန်ပေါ်တယ်ပေါ့နော်အမတန်များတယ်ထဲမှာဒါဒီလိုမျိုးနိုင်ငံခြားသားတယောက်နေလောက်ရတာမလွယ်ကူကျန်တဲ့ business challenge ကတော့ကျွန်တော်ထွေတူးပြီးမပြောတော့ဘူးဒါလူတိုင်းမှာရှိမှာပဲ ဆိုတော့အခုလက်ရှိအနေထားမှာတော့အဲဒီခုနပြောတဲ့သူများနိုင်ငံမှာကိုယ့်ရဲ့ဟိုမိခင်နိုင်ငံမဟုတ်တဲ့နိုင်ငံမှာဒါပေမဲ့ကိုယ်နိုင်ငံသားတွေချင်းချင်းကို support လုပ်ခြင်းနဲ့ပြီးတော့သူ့ရဲ့နိုင်ငံနဲ့လည်းမိသားအားဖြစ်ခြင်းနဲ့ဆိုတော့ဒီပေါ်မှာပဲကျွန်မ challenge အချို့တွေကိုရင်ဆိုင်ရတယ်ဒါပေမဲ့အဲ့ဒါတွေတော့ကျွန်တော်တို့အကုန်လုံးကောင်းမွန်အောင်ဖြေရှင်းထားနိုင်တယ်ပေါ့နော် ကျွန်တော်တို့ grand opening day နဲ့အတူတူကျွန်တော်တို့လာမယ့်၁၂လပိုင်းတစ်လလုံးကို၁၅ကီလိုမီတာအတွင်းထဲမှာကျွန်တော်တို့ delivery free နဲ့ကျွန်တော်တို့ပို့ဆောင်ပေးမယ့်အစီအစဉ်လေးလည်းရှိပါတယ်ခင်ဗျာဒီ site မှာထိုင်းနိုင်ငံ FDA ဆက်ထားပြီးသား official import ဈေးတွေကိုပဲကျွန်တော်တို့ရပါတယ်ကျွန်တော်တို့ဈေးဆိုင်ကထိုင်းနိုင်ငံရဲ့တရားဝင် FDA ရရှိရဈေးတွေကိုပဲ ်တင်တယ်ထိုင်းနိုင်ငံဆိုတော့ဥမာတချို့နောက်နိုင်ငံ original ဆေးတွေဆိုထိုင်းနိုင်ငံတရားဝင် import လုပ်ထားတဲ့ဆေးတွေပေါ့နော်ဆိုတော့ထိုင်းရဲ့ FDA ရထားသောဆေးမှန်သမျှကျွန်တော်တို့စီမှာ positive ဖြစ်ပါတယ်လာပြီးတော့မှလိုအပ်တဲ့ဆေးဝါးများရှိလို့ရှိရင် online ကနေမေးမြန်းတာပဲဖြစ်ဖြစ်ဆိုင်ကိုကိုယ်တိုင်လိုင်ရောက်တာပဲဖြစ်ဖြစ်လိုင်ရောက်ပြီးတော့မှဝယ်ယူအားပေးလို့ရပါတယ်ခင်ဗျဟိုကျွန်တော်မြန်မာလူမျိုးတွေဆေးဝယ်အခါမှာကြုံတွေ့ရတာကအဲမြန်မာပြည်မှာရတဲ့ brand လေးကိုပြတယ် မဲ့ဒီမှာကြတော့လူမျိုးချင်းချင်းမှာနားမလဲဟိုဘာသာစကားနားမလဲကြတော့ရှင်မရဘူးပဲပြောလိုက်တာတကယ်တော့သူနဲ့အလားတူသူ့ရဲ့စေးတိုင်းကွက်တီတူတဲ့ကုမ္ပဏီမတူဘူးဒီတိုင်းနိုင်ငံဝင်တဲ့ဟာမျိုးတွေကိုကျမတို့ပြန်ပြပေးတယ်အဲဒီနောက်အကြံပေးတယ်သူတို့အတွက်လိုအပ်တယ်ဆိုရင်ဒါဒစိပ်ပဲမတူတော့တာပေါ့နော်ပါဝင်တဲ့စေးအာနီတင်မီလီဂရမ်အတိအကျဒါလေးတွေကိုကျမတို့အကြံပေးပါတယ်ရှင်ဒီကဟိုထိုင်းဖာမစစ်တွေကအစဒါကိုတရားလေးကြီးစိုက်ပေးပါတယ် ကျွန်တော်တို့ minimum ကတော့တတ်မှတ်ထားတာမရှိပါဘူးဗျ။ဆိုင်းမှာလာပြီးတော့မှကျွန်တော်တို့ဝယ်တဲ့ဝယ်တဲ့မြန်မာ customer တိုင်းကိုကျွန်တော်တို့ delivery free အနေနဲ့လုပ်ပေးတော့မှာဖြစ်ပါတယ်။ delivery ကတော့ညနေ၄နာရီနောက်ပိုင်းမှာစပြီးတော့မှပို့ဆောင်ပေးမှာဖြစ်ပါတယ်ခင်ဗျ။တကယ်လို့ဒီကြားထဲမှာ customer ဘက်ကနေပြီးတော့မှအရေးကြီးလောတယ်ဆိုရင်တော့ကျွန်တော်တို့ဒီခါကတော့ delivery fees ပေးရပါတယ်။ဘာဖြစ်လို့လဲဆိုကျွန်တော်တို့ဆိုင်ကနေပြီးတော့မှ promotion ပေးတာကတော့ညနေ၄နာရီနောက်ပိုင်းမှာဒီ free season ကိုထည့်ပေးတာဖြစ်ပါတယ်ခင်ဗျ။ ဓိကတော့ကျွန်တော်တို့ဒီမှာကအဲမြန်မာလိုပြောရဆိုရတာလွယ်ကူမယ်။ကျွန်မကြီးဘူဒူတာကျွန်မကြီးနေပဲရဲကနားလေမြန်မာတွေလည်းဒီမှာရှိတယ်။အဲ့ဒီတော့ကိုယ့်ရဲ့အာ native language နဲ့ပြောရတာဖြစ်တဲ့အတွက်အများကြီးပို့ပြီးနှွေးထွေးစီမှာပါ။ပြီးတော့ဝန်ဆောင်မှုဘိုင်းလို့ဆိုရင်ကျွန်တော်တို့အဲအိမ်ကိုပို့ပေးတာမျိုးလေးလုပ်ပေးတယ်။ငွေရောက်ချေတဲ့ဟာမျိုးလေးတွေလုပ်ချင်တယ်ဆိုလို့ရှိရင်ဒီမျိုးတွေနေမှာပေါ့နော်။ဆိုတော့ဒါမျိုးလေးတွေလည်းရပါတယ်။ဆိုတော့ အထောက်အကြီးပါအဲဝန်ဆောင်မှုပိုင်းရောဈေးနှုန်းပစ္စည်းပိုင်းမှာကျွန်တော်တို့အတက်နိုင်ဆုံးအကောင်းဆုံးစံထုံးတွေပြုလုပ်ထားပါတယ် Thank you ပါ Thank you ပါ bro